Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့အရန်စားလို့ကောင်းပြီးတော့အရသာကခါးခါးစင်စိတ်လေးနဲ့ coffee lover ကြီးအကြိုက်တွေ့စီမဲ့ coffee ကြောက်ကြော်လုံးလေးကိုလမ်းမြောက်ပေးရပါလို့ရရလွယ်ကူပြီးတော့အရန်လည်းစားလို့ကောင်းတော်မလို့ဒီကြောက်ကြော်လုံးလေးကို try ကြည့်စေချင်ပါတယ်ရင်ဆုံးတော့ခွက်တလုံးနဲ့ကို coffee အမှုန့်စစ်စစ်လက်ဘက်စားစွန်းနဲ့နှစ်စွန်းထည့်ပါမယ် ရှင်နွေးကိုတော့200 ml ထည့်ပြီးတော့မှခဏလောက်မှွေပေးထားလိုက်ပါမယ်။ပြီးရင်တော့ coffee mug တွေအနေထိုင်သွားအောင်လို့5မိနစ်လောက်အပေါင်းအုပ်ပြီးတော့နှက်ထားပေးပါမယ်။ပြီးရင်တော့ကြောက်ကြောကြို့ဖို့အတွက်အိုးတလုံးထဲကိုရေ300 ml ထည့်ပါမယ်။ကြောက်ကြောမုံကိုတော့လက်ဖက်စားစွန်းတစ်စွန်းမောက်မောက်ထည့်ပြီးတော့အချို့အတွက်တကြားကို3စွန်းထည့်လိုက်ပါမယ်။ရသလေးတို့လည်းစားနှင်းငယ်ထည့်ပြီးရင်တော့အားလုံးပြည့်ဝသွားအောင်လို့မှွေထားပေးလိုက်ပါမယ်။ ဒီအိုးထဲမှာထည့်ထားတဲ့ရေရောအစောကပြောထားတဲ့ကော်ဖီရောဆိုရင်စုစုပေါင်းရေက900 ml ရှိပါတယ်။ကြောက်ကြောမုံတွင်ပြောတော့အောင်တေချာလေးမှွေပြီးပြီဆိုလို့ရှိရင်တော့နှက်ထားတဲ့ကော်ဖီကိုပါဒီထဲလာပြီးတော့ထည့်ထားပြလိုက်ပါမယ်။ကဲပြီးပြီဆိုရင်တော့မီးဖို့ပေါ်တင်ပြီးတော့မှဒီကြောက်ကြောတွေတေချာလေးစုပွက်လာတဲ့အထိကိုစုစုကကြိုပြီးရပါမယ်။ကြောက်ကြောကြိုတဲ့အခါစူရောအောင်မှာကြောက်ကြောအမှုံတွေမခဲသွားအောင်လို့စတိုက်လေးမှွေပေးရပါမယ်။ ကြောက်ကြောတွေကို10မိနစ်လောက်ဒေရှာလေးစုပွားအောင်တဲပြီးပြီဆိုလို့ရှိရင်တော့သူ့ကိုခွက်တလုံးနဲ့ထည့်ပြီးတော့ခဲပေးပါမယ်။သူ့ရဲ့အပေါ်မှာရှိနေတဲ့အမြုပ်လေးတွေကိုတော့သူ့လိုဇွန်လေးနဲ့ဖယ်ထုတ်ထားပေးလိုက်ပါမယ်။ပြီးရင်တော့ကြောက်ကြောကိုနည်းနည်းလေးအေးအောင်ထားပြီးတာနဲ့ရေခဲတက်တာထဲမှာနိုင်ဝက်လောက်ခဲထားပေးလိုက်ပါမယ်။ကြောက်ကြောခဲရတော့မှတစ်ဖက်ကနေပြီးတော့အိုးတလုံးနဲ့ကိုနှုတ်900 ml ထည့်ပါမယ်။ပြီးရင်တော့ကြောက်ကြောအမုံကိုထမင်းစားစွန်းနဲ့ဒဇွန်ထည့်မယ်။အချို့ကတော့တကြား3စွန်းခွဲလောက်သုံးထားပါရစေ။ ပြီးရင်တော့ကြောက်ကြောက်မောင်းနေပျော်ဝင်သွားအောင်လို့တေရှာလေးမှွေထားပြလိုက်ပါမယ်။ဒီတစ်ခါမှာတော့ဆူကအစောအလိုမျိုး coffee တက်တက်ကို သုံးမှမဟုတ်တော့ဘဲနဲ့3 in 1 coffee ကိုသုံးမှဖြစ်တဲ့အတွက်အချို့ကတော့ short ထည့်ထားရတယ်ပေါ့နော်။3 in 1 coffee ကတော့ကြိုက်တဲ့တစ်စိပ်ကိုသုံးလို့ရပါရဲ့။ကဲပြီးရင်တော့ဆူတို့ coffee မောင်းကို25 g လောက်ထည့်လိုက်ပါမယ်။ coffee မောင်းတွေတေချာလေးပြုတ်ဝင်သွားအောင်လို့ဆူရိုမှွေပြီးပြီဆိုတာနဲ့ဒီကြောက်ကြောတွေတေချာလေးစူပွက်လာတဲ့အထိကိုဆူရိုတည့်ပြီးထားလိုက်ပါမယ်။ ။တစ်ဖက်ကအိုးတည်ထားတော့မှလည်းစူရိုကြောက်ကြော်လေးခဲနေပြီဆိုတာနဲ့တစ်ဖက်ကလာပြီးတော့လှီထားပေးလိုက်ပါမယ်။ကြိုက်နှစ်သက်တဲ့အတုံးပမာဏကိုလှီလို့ရပါတယ်။စူကတော့အတုံးလေးတွေကိုမထူမပားလေးလှီထားပေးလိုက်ပါတယ်။ကော်ဖီကြောက်ကြော်ဂျူနေနဲ့လည်းကြောက်ကြော်မုံတွေကအောက်မှာခဲသွားတတ်တာကြောင့်စတိုက်လေးမှုပေးရပါမယ်။တေရှာလေးစူပွက်လာပြီဆိုရင်တော့စူရိုဘန်းထဲမှာထည့်ဖို့အတွက်ပြင်ဆင်လိုက်ပါမယ်။လီးရတဲ့ကြောက်ကြော်တွေထည့်ပြီးပြီဆိုတာနဲ့ကြူရတဲ့ကော်ဖီကြောက်ကြော်ရည်လေးကိုဒီထဲကိုလောင်းထည့်ထားပြလိုက်ပါမယ်။ အပေါ်ကအမြုပ်တွေကိုတော့ဇွန်နဲ့ဖယ်ထုတ်ထားပြလိုက်ပါမယ်။ပြီးရင်တော့အကြောက်ကြော်လေးတွေညင်ညာသွားအောင်လို့ဇွန်လေးနဲ့နည်းနည်းနေရာလေးဖြန့်ပြီးပြီဆိုတာနဲ့ဒီကြောက်ကြော်တွေခဲသွားအောင်လို့ရေကဲတက်တာထဲမှာတနအီလောက်ခဲထားပြလိုက်ပါမယ်။ကဲဆုတို့တနအီပြီးပြီဆိုတာနဲ့ကြောက်ကြော်လေးကလည်းခဲနေပြီပေါ့နော်။ဒါလေးကိုစိတ်ကြိုက်လေးလီပြီးတော့မှစားလို့ရပါပြီ။အခုလိုမျိုးပဲမဟုတ်လို့နီးချက်နီးဗီဒီယိုလေးတွေကိုဇလိုက်တင်မင်းနေရာဖြစ်လို့စိတ်ဝင်စားရင်တော့ဆွေရဲ့ channel လေးကို subscribe လုပ်ခဲ့ပါအောင်နော်။နောက်ထပ်ဗီဒီယိုတွေအတွက်လည်းဘီနာကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့နိုင်အောင်နော်။ ကော်ဖီနဲ့မွမွေလေးနဲ့အရသာလေးရလည်းကားစိတ်စိတ်လေးကိုမှကြောက်ကြောသားလေးရလည်းအီအီလေးနဲ့ဆိုတော့ကော်ဖီလာဗာရီအတွက်တော့အကြိုက်တွေ့စီမှာပါကဲဒါဆိုရင်တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တော်တယောက်ရှင်ဒီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျေးဇူးပါ။